။စာပေရှိသူများအားလုံးပဲမင်္ဂလာပါ။မြဝေလိုတို့အတွင်းများဆိုတဲ့စာအုပ်ထဲမှာ အပိုင်းရှောက်အနေနဲ့အခန်း၅ခန်းကိုမြဝေပေးပါမယ်။တောင်ထိပ်ရောက်ရှိရင်တောင်ပေါ်ကိုမွတ်မြင့်နဲ့တလောကကျွန်တော်ရဲ့ချမ်းနေရွေမြမလေးဟာအင်စာလုပ်ဖို့ပြင်နေပါတယ်။တရုတ်စာသင်တဲ့ဆရာမပေးထားတဲ့အင်စာပါ။အင်စာပါလို့မလို့ရှင်တာလေလို့အမေးကြည့်တော့ တရုတ်စာလုံးတွေကိုဗလာစာအုပ်မှာရှစ်မျက်နှာစာတရုတ်စာလုံးတွေရေးခိုင်းတာကိုကြည့်ပြီးစာလုံးအများကြီးရေးရမှာမို့မလုံရှင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်ကသူ့အနားမှာထိုင်ပြီးအဲ့ဒီစာမျက်နှာတွေကိုကြည့်မနေနဲ့စာပြီးရေးချလိုက်လို့ပြောလိုက်ပါတယ်ကလေးကစာလုံးတွေကိုစာရေးပါတယ်ခဏနေတော့ဟာစာလုံးရေးတာ ၃ချောင်းတောင် ပြီးသွားပြီဟာလို့ကျွန်တော်ကပြောလိုက်တော့ကလေးရဲ့မျက်နာဝင်းလက်သွားပြီးအားတက်သွားပါတယ်ခဏနေပြန်တော့ဟာတမျက်နာကြီးတောင်ပြီးသွားပြီပဲတော်လိုက်တာနားဦးမလားဆိုတော့မနာဘူးလို့ကလေးကပြန်ပြောပါတယ်ဆက်ရမေတဲ့ရေးပြီးသွားတဲ့ဇာမျက်နာကိုကြည့်ရင် စိတ်ပျော်သွားလို့ဆက်ပြီးတော့ရဲပါတယ်။နှမျက်နာပြီးသွားပါပြီ။နားပါဦးဆိုတာတော့မနာပဲဆက်ရဲလိုက်ပါတယ်။တနားရဲ့အကြမှာ စာမျက်နာရှင်းမျက်နာလုံးမှာပြယုတ်စာလုံးတွေရေးပြီးသွားပါတယ်။ကလေးကတို့လေးပျော်သွားပါပြီ။ကျွန်တော်တလောကအင်္ဂလိပ်စာအုပ်တော့ဖတ်ပြီးစိတ်ဓာတ်နဲ့ဘာသာပြန်ရေးဖို့စိတ်ကူးပါတယ်။စာအုပ်ကအတော်လေးထူပါတယ်။စာမျက်နာပေါင်း300ကျော်ပါပါတယ်။ စာရဲဖို့စိတ်ကူးလိုက်တိုင်းအဲ့ဒီစာအုပ်ကိုလှမ်းလို့ကြည့်ပြီးဒီစာအုပ်ကိုပြီးအောင်ရေးဖို့အချိန်အများကြီးပေးရမယ်ဘလောက်ကြာမလဲစတာတွေကို တွက်ချက်ကြည့်ပါတယ်အချိန်အရန်ကြာမေးဆိုတာကိုသိလို့စိတ်မိုးနေပါတယ်ဒါနဲ့အချိန်တစ်ပတ်လောက်ကြာသွားပါတယ်မရေးဖြစ်ပါဘူးနောက်ဆုံးတော့အချိန်ဘလောက်ကြာကြာအရေးမစိုက်တော့ဘူးဆိုပြီးစာစာရေးပါတယ် ပထမနေ့မှာနှစ်မျက်နှာပြီးသွားပါတယ်။နှစ်မျက်နှာကြီးတောင်ပြီးသွားပြီပဲဆိုပြီးအတက်သွားပါတယ်။နောက်တည့်ရက်ဆက်ရဲပါတယ်။နောက်ထပ်၅မျက်နှာပြီးသွားပါပြီ။ပြီးတော့ပြီးမှလေဆိုတာမတွေးတော့ပါဘူး။အခုရေးရင်နဲ့စာအုပ်တဝက်ကိုဘာသာ ပြန်ပြီးသွားပါပြီ။ကျွန်တော်အတက်သွားပြီးဆက်ရဲပါတယ်။မကြခင် တောအုံလုံးရေးပြီးတော့မှာပါ။ဘောကရေးတဲ့အကြောင်းအရာလေးနှစ်ခုဟာဘာသင်ခန်းစာပေးတယ်လေဆိုရင် အလုတ်တစ်ခုလုပ်မေဆိုရင်ဒီအလုတ်ဟာအကြီးကြီးပဲပြီးအောင်လုပ်နိုင်ပါမလားလို့တွေးပြီးမပူပါနဲ့အဲ့ဒီလိုတွေးနေရင်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူးစပီးတော့သာလုပ်လိုက်ပါလုပ်ရင်းနဲ့လုပ်ပြီးခဲသမျှကို ပြန်ကြည့်ရင်အားတက်လာပါလိမ့်မယ်အားတက်လို့ဆက်လုပ်ရင်းနဲ့နောက်ဆုံးပြီးအောင်လုပ်နိုင်ပါလိမ့်မယ်ပြီးမေလို့မထင်ထားတဲ့အလုတ်ကြီးဟာ နောက်ဆုံးမှာပြီးဆုံးသွားပါလိမ့်မယ်။ထိုနည်းတူပဲစာအုပ်ကောင်းတအုပ်ကိုဖတ်ဖို့စာအုပ်ကြီးကလည်းထူလိုက်တာစာမျက်နှာတွေကလည်းအများကြီးပဲဆိုပြီးစာဖတ်ဖို့တုတ်ဆုတ်မနေပါနဲ့။စာမျက်နှာဘလောက်ရှိတယ်ဆိုတာမစင်စားပဲဒီနေ့ကိုရသလောက်လေးနည်းနည်းရှင်ဖတ်သွားပါ။စိတ်ဝင်စားစွာဖတ်ရင်နဲ့မကြခင်စာအုပ်တအုပ်လုံးကိုဖတ်လို့ပြီးသွားမှာပါ။ တောင်ထဲကိုတက်ရှင်ရင်တောင်ပေါ်ကိုမွတ်မကြည့်ပါနဲ့ခြေတလန်းစလှန်လိုက်ပါပထမဆုံးခြေလန်းဟာလှမ်းဖို့အခက်ဆုံးပါပဲပထမခြေလန်းလှမ်းပြီးသွားရင်နောက်ခြေလန်းတွေသူ့အလိုလိုလိုက်ပါလာပါလိမ့်မယ်အပေါ်နင်းနေရောက်ရင်အပေါ်ကိုနင်းနေရောက်ရင်အောက်ကိုငုံချလိုက်ပါငါအပေါ်ကိုအတော်ရောက်လာပြီပဲဆိုတဲ့ပီတိနဲ့ခြေလန်းတွေကိုဆက်လှမ်းလိုက်ပါ မလွဲ့မသွေတောင်တိတ်ကိုရောက်ပါလိမ့်မယ် ဒါဟာအောင်မြင်သူတွေရဲ့နိလန့်လေးတစ်ခုပါခိုင်းမာသောဆုံးဖြတ်ချက်ရှာပါ အရင်က အောင်မြင်ကြည်ပွားဖို့အတွက် ပြင်းပြတဲ့လူဝင်စန္ဒရှိဖို့ဆိုတာရေးပြခဲ့ပြီပါပြီဒါနဲ့မလုံလောက်သေးပါဘူးနောက်တစ်ဆင့်လှုပ်ဖို့လိုလာပြန်ပြီအဲ့ဒါကဆုံးဖြတ်ချက်တစ်ခုခုကို ခိုင်ခိုင်မာမာရှာမှတ်ဖို့ပါပဲဘာဆုံးဖြတ်ချက်လဲဒီနေ့ကစပြီး ငါဖြစ်ရှင်တာကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုရှားလိုက်ပါအဲ့ဒီလိုဆုံးဖြတ်ချက်ရှားပြီးတာနဲ့မိမိရဲ့ဘဝဟာတဖြည်းဖြည်းပြောင်းလဲတိုးတက်လာပြီးမိမိဖြစ်ရှင်တာကို ရအောင်လုပ်နိုင်တာတွေ့ရပါလိမ့်မယ်မယုံရင်အောက်မှာရေးပြထားတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ရှားခဲ့ကြတဲ့ကဘာကျော်အောင်မြင်ထင်ရှားသူတွေအကြောင်းတွေကိုဖတ်ကြည့်လိုက်ပါ big gate stage of net မက်ဇူကာဘတ်တို့ဟာနာမည်ကြီးအမေရိကန်တက္ကသိုလ်တွေမှာတက်နေကြရင် စာသင်တာတပိုင်းတစားနဲ့ကျောင်းထွက်လိုက်ကြပါတယ်သူတို့ဘာကြောင့်ကျောင်းထွက်လိုက်ကြတာလဲတက္ကသိုလ်တရင်အချိန်ကုန်နေမဲ့အစားသူတို့ဝါသနာပါတဲ့ကွန်ပျူတာအလုပ်ကိုစောက်ရှအလုပ်တော့မေးဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်ပါအဲ့ဒီလိုခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ယနေ့သူတို့ဟာဘီလီယံနာတထည်ကြီးတွေဖြစ်လာကြတာပါ ဟောင်ကောင်ကျွန်းကလီကာရှင်းဟာအသက်15နှစ်အရွယ်မှာမိသားစုအတွက်ဝင်ငွေရှာပေးနေတဲ့သူ့အဖေဟာတီဗီယောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။သူလည်းတီဗီယောဂါနဲ့ဆေးရုံမှာတက်ရောက်ကုသနေရပါတယ်။သူ့အမေနဲ့မောင်နှမတွေဟာစားရမယ့်၊သောက်ရမယ့်ဘဝနဲ့အတူကြီးကိုဒုက္ခရောက်နေကြပါတယ်။သူလည်းဆေးရုံမှာဆိုတော့ဘာမှမကူညီနိုင်ပါဘူး။ဒီတော့လီကာရှင်းဟာ ဆုံးဖြတ်ချက်တစ်ခုကိုရှားလိုက်ပါတယ်။ဘာဆုံးဖြတ်ချက်လဲဆိုတော့ဒီလောက်ဆင်းရဲလာတဲ့ဘဝကိုစိတ်နာတယ်။စိတ်ကုံသွားပြီ။ဒီဘဝကလွတ်မြောက်အောင်ရှမ်းသာတဲ့တစ်ထစ်တစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပါ။အဲ့ဒီဆုံးဖြတ်ချက်ရှားပြီးကလေးကသူဟာစ조사စီးပွားရှာခဲ့လို့ယနေ့အာရှမှာအချမ်းသာဆုံးဘီလီယံနာတစ်ထည်ကြီးတစ်ယောက်ဖြစ်နေပါပြီ။ အလုံးသိကြတဲ့ခရစ္စတီယာနိုရိုနယ်ဒိုဟာဆစ်ရှောင်းနှစ်သားအရွယ်ပိုတူဂီနိုင်ငံကစပော့တင်လိုက်စ်ဘွန်ကလပ်အသင်းရဲ့ဘောလုံးအကယ်ဒမီအကြောင်းမှာဘောလုံးသင်တန်းတက်နေရင်းနဲ့ចောင်းစာတစ်ဖက်နဲ့မို့သူဝါသနာပါတဲ့ဘောလုံးကိုအပြည့်အဝအာယုံစိတ်မလေးကျင့်နိုင်ပါဘူးဒီတော့ဘောလုံးကိုပဲအာယုံစိတ်ဖို့ကိုရမ်မှာចောင်းထွက်ဖို့ဆုံးဖြတ်ချက်ရှာလိုက်ပါတယ်အဲ့ဒီဆုံးဖြတ်ချက်ရှာပြီး ဘောလုံးကိုပဲအာယုံစိတ်လစ်ကျင်တာကြောင့်ရိုနီဒိုဟာကမ္ဘာအကောင်ဆုံးဘောလုံးသမားစုကိုအကြိမ်ကြိမ်ရခဲ့ပြီးကမ္ဘာဝင်ငွေအကောင်ဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လူမေးအမျိုးသမီးအိုပရာဝင်းဖရီဟာအမေရိကန်တက္ကသိုလ်တစ်ခုမှတက်နေရင်ဘွေးရဖို့လာပိုင်းလေးအလိုမှာအမေရိကန်နိုင်ငံရဲ့အကြီးဆုံးရုပ်မြင်သံကြားကုမ္ပဏီတစ်ခုကို သူတို့စီမအလုပ်လုပ်ဖို့ကမ်းလှမ်းလာပါတယ်။အိုပရာဟာသူ့တသက်လုံးလှုပ်ရှင်နေခဲ့တဲ့ ရုံမြင့်တန်ကြားကုမ္ပဏီတစ်ခုမှလုံမလားကျောင်းဆက်တက်ပြီးဘွေးယူမလားဆိုတာတစ်ခုခုကို ပြက်ပြက်တန်တန်ရွေးချယ်ရတော့မယ်ရုံမြင့်တန်ကြားကုမ္ပဏီကကန့်လန့်တဲ့အလို့ဟာသူမဘွေးရတဲ့အထိမဆောင်နိုင်လို့ပါဟိုပရာဟာရုံမြင့်တန်ကြားကုမ္ပဏီရဲ့ကန့်လန့်ချက်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်ရုံမြင့်တန်ကြားလုပ်ငန်းနဲ့အောင်မြင်သွားလို့အော်ပရာရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ3ဘီလီယံတောင်ရှိလာတာမို့ သူမဟာအမေရိကန်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လူအတော်များများဟာမိမိရဲ့ဘဝတိုးတက်ပြောင်းလဲစေမဲ့အခွင့်အလမ်းတွေတွေ့ရပေမဲ့ပြပြသားသားခိုင်ခိုင်မာမာဆုံးဖြတ်ချက်ရှာဖို့ဝန်လင်းနေကြပါတယ်။တွန်းဆုတ်နေကြပါတယ်။မစွန်းစားရကြပါဘူး။ဒီတော့သူတို့ဘာဖြစ်လာကြသလဲ။ဘာမှဖြစ်မလာပါဘူး။အရင်အချင်းတွေအတိုင်းစစ်စစ်ရေးရေးနဲ့ရှိုးရှိုးငငယ်ဘဝနဲ့ပဲ။ အသက်လုံးနေသွားကြရပါတယ်လူဘဝမှာလူဖြစ်လာပြီးလူအစင်းတန်းမိမိမနေရတာလူဖြစ်ရကြောမနဲ့ဘူးလို့ထင်ပါတယ်သူတို့ဟာ အခွင့်အလမ်းဆိုတာအမြဲတမ်းပေါ်နေတယ်လို့ထင်ကြပါတယ်တကယ်တော့အခွင့်အလမ်းဆိုတာတခါတလေမှပေါ်လာတတ်ပြီးပေါ်လာတဲ့အခွင့်အလမ်းကိုမိမိရရဖန်းစုပ်ကင်နိုင်ဖို့လိုပါတယ် စွန်းစားရေးသူတွေကတော့လူအများလို့မဟုတ်ကြပါဘူးမိမိဘဝတိုးတက်ဖို့အတွက်လှုပ်တင်တာကိုပြပြသသာခိုင်ခိုင်မာမာဆုံးဖြတ်ရေးကြပါတယ်ဆုံးဖြတ်ပြီးရင်လည်းရွှေရှိရှိနဲ့မအောင်မြင်မရှင်းလှုပ်တက်ကြပါတယ်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ရှာရတဲ့သူတွေဟာဒီကဘာမှာလူအနည်းစုလေးပါပဲဒါကြောင့်လေအောင်မြင်ကြီးပွားနေသူတွေဟာနည်းနည်းလေးပါ ဘာဖြစ်လို့ဆုံးဖြတ်ချက်ရှာဖို့အရေးကြီးကြောင်ပြောရတာလေဆိုရင်တင်တကယ်ပဲစိတ်ထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်ရှာလိုက်တာနဲ့တပြိုင်နက်တင်းရဲ့အုံနောက်ထဲကအာယုံကျွေးတင်းရဲ့အုံနောက်ထဲကအာယုံကျိုးတွေဟာတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိကြတဲ့အာယုံကျိုးတွေကိုတည်င်းပို့လိုက်ပါတယ်တင်းဆုံးဖြတ်ချက်အတိုင်းလိမ့်လို့ကြဖို့ပါဒီတော့တင်းကောင်းတင်းမှာအခွင့်အလန်းတွေ လောက်ရမယ့်နီးလန်းတွေလိုလိုပေါ်လာပါလိမ့်မယ်အဲ့ဒါတွေကိုလှုပ်ဆောင်ဖို့တင်းရဲ့ခန္ဓာကိုယ်ကလည်းအစင်သင့်ဖြစ်နေပါပြီဒါကြောင့်တင်းအောင်မြင်ကြည်ပွားရှင်နေ ဆိုရင် အင်မတန်ရိုးစင်းလာတဲ့နီးဖြစ်တဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ရဖို့လိုတယ်ဆိုတာမမေ့စေရှင်ပါတင်းပိုင်ဆိုင်သောယရဏတပါကဘာပေါ်မှာအဖို့တန်ဆုံးယရဏဟာဘာလဲလို့မေ့ရင် လူတွေကအမျိုးမျိုးဖြေကြပါလိမ့်မယ်တချို့ကရွှေတချို့ကပရမညာတချို့ကကြောက်စိမ်စသဖြင့်သူတို့စိတ်ထဲမှာထင်ထားတာတွေကို ဖြေကြပါလိမ့်မယ်အဲ့ဒီတွင်းထွက်ကြောက်တံပရမညာတွေကိုငွေအမြောက်အများပေးပြီးဈေးကြီးပေးဝေကြရတာကြောင့်အဖိုးတန်လေးလို့ပြောကြတာတဘာဝကြပါတယ်ဒါပေမဲ့အဲ့ဒီယရနာတွေဟာစပီးတစည်း မော်တော်ကားတစ်စီးဖြစ်အောင်လုပ်နိုင်စွမ်းရှိပါသလားလကပါတက်ဖို့အာဂါသယင်တစင်းလုတ်ပင်းနိုင်သလားဘယ်လုတ်ပင်းနိုင်ပါမလဲအဲ့ဒါတွေကတက်မစ်ပစ္စည်းတွေမို့ပစ္စည်းတခုလုတ်ပင်းနိုင်တဲ့အစွမ်းမရှိကြပါဘူးဒါပေမဲ့လူတိုင်းမှာရှိကြတဲ့ဥနာကတော့မော်တော်ကားတီဗီကွန်ပျူတာတယ်လီဖုန်းအာဂါသယင်စတာတွေအကုန်တီထွင်နိုင်ပါတယ် စ္စည်းတွေလုတ်ပေးနိုင်ပါတယ်တိုးရွာလေးတရွာကနေအထက်အမြင့်အဆောက်အုံတွေပါတဲ့မြို့ကြီးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်ကမ္ဘာကြီးကနေမိုင်ပေါင်းတန်းရှီဝဲတဲ့လက်ကဘာနဲ့တခြားဂျိုတွေကိုတွားရောက်စုံစမ်းလစ်လာမှုန်လုပ်နိုင်ပါတယ်လူအုံနာဟာအဲ့ဒီလိုဖြစ်ရှင်တာကိုဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိပေမဲ့လူတွေဟာရွှေငွေကြောက်တံပရမရတွေလောက်တန်ဖို့မထားကြတာ တွေးကြည့်ရင်အလွန်ဝန်းနည်းစရာကောင်းလာပါတယ်။တခါကအမေရိကန်နိုင်ငံရဲ့မြို့သေးသေးလေးတစ်ခုမှာနေထိုင်တဲ့အိန္ဒိယလူနီအဖိုးကြီးတယောက်ရဲ့ခြံဝင်းတဲကမြေအောက်ကနေရေနံတွေအများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ရေနံတူးတဲ့ကုမ္ပဏီတစ်ခုကသူ့ခြံဝင်းကိုဒေါ်လာတန်းစီပေးပြီးအပိုင်ဝယ်လိုက်ပါတယ်။အဖိုးကြီးဟာရတဲ့ပိတ်ဆံတွေနဲ့မြို့ပြင်တနေရာမှာအင်ဆောက်ထားတဲ့ခြံလေးတစ်ခြံဝယ်လိုက်ပါတယ်။ နောက်ပြီးသူအလွန်လိုချင်နေတဲ့အရန်ဈေးကြီးတဲ့ကာရီလက်ဇင်ခံကားကြီးတစ်စီးကိုလည်းဝယ်လိုက်ပါတယ်။သူဟာမနေ့တိုင်းအဲ့ဒီဇင်ခံကားကြီးကိုမောင်းပြီးလမ်းပေါ်မှာတွာလာနေကြတဲ့ဈေးသွားဈေးပြန်လူတွေကို ပြုံးပြုံးကြီးလှုပ်ရင်းအိုဟစ်လက်ပြနှုတ်ဆက်လေးရှိပါတယ်။လာပေါင်းအတန်ကြာအောင်မနေ့တိုင်းသူ လုံနေကြအလုပ်ပါ။လမ်းပေါ်မှာဈေးသွားဈေးပြန်တွေနဲ့ပြည့်ကျက်နေပေမဲ့ သူကားကြီးနဲ့လူတိုက်မိတာတခါမှမရှိခဲ့ပါဘူး။ဘယ်တိုက်မိပါမလဲ။သူကားကြီးကို ရှေ့ကနေမြင်းကြီးနှကောင်က ကားကိုဆက်မလို့ပဲဆွေးသွားနေတာကိုသူကားကြီးရဲ့အင်ဂျင်ပါဝါဟာ မြင်းကောင်ရဲ့တရားအားရှိပါတယ်။ဒါပေမဲ့ဘောကြီးကတော့မြင်းနှကောင်ကိုပဲသုံးပါတယ်။ပုံပြင်လေးဟာရည်စရာလို့ထင်ရပေမဲ့လူတွေရဲ့အကြောင်းကိုဖော်ပြထားတာပါ။ပုံပြင်ကမပြောရှင်တာလေ။ လူတို့ရဲ့ဥနာဟာတီးထွင်ဉဏ်ရှိပါတယ်။စိတ်ကူးစိတ်တန်းကောင်းတွေရှိပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ရတာကလည်းဖြစ်အောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့လူတွေဟာသူတို့ဥနာရဲ့စွန့်ရင်နည်းနည်းလေးကိုပဲသုံးကြပါတယ်။ဒါကြောင့်လေလူအတော်များများဟာ မွေးကလေးကနေတေတိတန်အောင်ရှွှွှွှငင်းငင်းမထင်မရှားနေသွားခေကြရပါတယ်။သိပ္ပံပညာရှင်တွေရဲ့သူတေသနစံသက်ချက်တွေအရလူတွေဟာ သူတို့ဦးနှောင်းစွန့်ရရဲ့200ခိုင်နှုန်းကနေ900ခိုင်နှုန်းပဲရှိကြပါတယ်တဲ့ဒါဆိုရင်ဒီလောက်တောင်စွန့်ရအားကြီးတဲ့ဦးနှောင်းရဲ့စွန့်ရကိုတရားရခိုင်နှုန်းမဟုတ်တော့ရခိုင်နှုန်းအတော်များများကိုအသုံးရှနိုင်ရင်မကောင်းဘူးလားကောင်းတာပေါ်လို့ဖြေကြမှာပါဒါဆိုရင်ဦးနှောင်းစွန့်ရမြင့်တက်လာအောင်ဘယ်လိုလုပ်ရမလဲပထမဆုံးအနေနဲ့လုပ်ရမှာကလောကကြီးကိုအကောင်းမြင်စိတ်ကိုဦးနှောင်းထင်မှာနေ့စဉ်သွင်းပေးပါ ဘလို့သွင်းပေးရမှာလဲအကောင်းမြင်တဲ့စကားတွေကိုနစ်စင်ရွက်ပေးပါအကောင်းမြင်စိတ်ဖုံးလွှမ်းနေတဲ့ဥနာဟာကြီးလင်တန့်စင်နေတဲ့အတွက်တင့်ကိုအောင်မြင်ကြီးပွားအောင်စိတ်ခွန်အားတွေပေးမှာဖြစ်သလိုအကြံသစ်ဉာဏ်သစ်တွေပေါ်ထွက်လာစေပါလိမ့်မယ်ဒုတိယအနေနဲ့ဘာလို့တင့်တယ်လဲဆိုတာတင့်ကိုလမ်းညွန်ပြသပေးမဲ့ဆရာတယောက်ကိုရှာပါငှားပါတချို့လူတွေဟာဘလောက်ပဲစ조사နေပေမဲ့ နီးစနစ်မမှန်ကန်မှုကြောင့်အောင်မြင်မှုမရကြပါဘူးတက်သည့်နားလေတဲ့ဆရာမသာသင်ရဲ့အမှားကိုမြင်သိပြီးအမှန်ဖြစ်အောင်ညွန်ပြပေးနိုင်ပါလိမ့်မယ်တချို့အားကစားသမားတွေဟာ သူတို့ရဲ့ခန္ဓာကိုပေါ်ထွားကြိုင်းပြီး ပိုတမ်းမသူကို အနိုင်ယူနိုင်တာနီးစနစ်ကြောင့်ပါနာမည်ကျော်ဘောလုံးသမားတွေလုံးဝမပါတဲ့ဘောလုံးအသင်းတစ်သင်းဟာနာမည်ကျော်ဘောလုံးသမားတွေပါတဲ့ဘောလုံးအသင်းကို အနိုင်ကစားနိုင်တာ နီးပြမန်နေဂျာရဲ့နီးစနစ်ကြောင်းပါတာရိယအနေနဲ့ဝါသနာပါတဲ့အလုပ်ကိုလုပ်ပါလူတွေဟာဝါသနာမပါတဲ့အလုပ်ကို လုပ်နေရရင်သူတို့ရဲ့ကိုယ်စွန်းညံစွန်းကိုအပြည့်အဝမသုံးတတ်ကြပါဘူးလုပ်နေတဲ့အလုပ်ကိုစိတ်မပါစိတ်မဝင်စားကြလို့ပါဝါသနာပါတဲ့အလုပ်ကိုလုပ်နေကြပြီဆိုရင်ထမင်းမဲ့ဟင်းမဲ့နဲ့နင်းမဲ့ညမဲ့လုတ်တက်ကြသလိုစိတ်ရောကိုယ်ပါအစွမ်းကုန်လုတ်တက်ကြပါတယ် အရေးအကြီးဆုံးအချက်ကမိမိရဲ့ခေါင်းထဲမှာအဖို့တန်ဆုံးယရနာတစ်ခုဖြစ်တဲ့ဥနောက်တစ်ခုရှိနေတယ်။အဲ့ဒီယရနာကိုတန်ဖို့ထားရပါမယ်။ထိမ့်သိမ့်စောင့်ရှောက်ရပါမယ်။ဘလို့ထိမ့်သိမ့်စောင့်ရှောက်ရမှာလဲ။ဥနောက်ကိုအမြဲတန်တန်ရှင်းရှင်းနဲ့ကြည်ကြည်လင်လင် ဖြစ်နေပါစေ။ဒလို့ဖြစ်အောင်ဘလို့လောက်ရမှာလဲ။ဥနောက်သေးကိုအမိုက်တွေမထေပါနဲ့။ဘာအမိုက်တွေလဲ။ မဟုတ်တရုပ်စားတွေဖတ်တာညဉ့်ဉန်းခွေတွေကြည့်တာအတင်းအပြင်းစကားတွေနားထောင်တာတွေပါ နေ့စဉ်အမိတ်တွေကိုအုံနောက်တည်းထစ်ပေးနေတာတနေ့တရက်စောမတိတာပဲမဲ့လနှစ်ချီကြာလာပြီဆိုရင်တော့အုံနောက်ထဲမှာအမိတ်တွေဘလောက်များနေပြီလဲဆိုတာတွေးကြည့်စမ်းပါ အမိတ်တွေဖုံးလွန်နေပြီကြီးတက်တန်ရှင်းတက်နေတဲ့အုံနောက်ဟာဘမဆွမ်းအပြည့်အလုံးလုံးနိုင်ပါတော့မလဲ ဗမာအကြံသစ်ဉာဏ်သစ်တွေထုတ်ပေးနိုင်မှာတော့မလဲတချို့ကတရားထိုင်ကြတယ်ဘာသာရေးအရာအင်မတန်ကောင်းမွန်တဲ့လုပ်ရည်ဖြစ်သလိုဘုန်းတော်ကိုတန်ရှင်းစင်ကြယ်သွားအောင်ဆေးကြိုးပေးတာဖြစ်ပါတယ်ဘုန်းတော်ကိုစွန့်အားအပြည့်သုံးဖို့အမိတ်မထည့်ယူနဲ့မပြီးသေးပါဘူးဘုန်းတော်ကိုခွန်အားဖြစ်စေမယ့်အစာတွေလည်းကျွေးပေးရပါအောင်မယ်ဘုန်းတော်ခွန်အားဖြစ်စေမယ့်အစာဆိုတာဘာတွေလဲအကျိုးရှိစေမယ့်အစာဥစားပေးတဲ့ဖတ်ရှုရှင် ဘௌဒ္ဓတရားစင်မဲ့ရုပ်ရှင်ရုပ်မြင်တန်ကြားအစီအစဉ်တွေကိုကြည့်ရှုရှင်စိတ်ဓာတ်မြင့်တင်ပေးတဲ့အောင်မြင်သူတွေရဲ့ဟောပြောမှုတွေကိုအတန်သွင်းထားတဲ့ CD အခွေတွေကိုနားထောင်ပင်ရှင်စတာတော့ပါပဲတချို့ကပြောကြပါတယ်စဉ်းစားညာနေတဲ့သူတွေဟာဦးနှောက်သေးတယ်တဲ့စဉ်းစားညာကောင်းသူကိုဦးနှောက်ကြည့်တယ်တဲ့တကယ်တော့လူတွေရဲ့ဦးနှောက်အရွယ်အစားဟာတယောက်နဲ့တယောက်ပိတ်ကွာကြတာမဟုတ်ပါဘူး ။ဦးနာစွန့်ရည်ဟာဦးနာကိုဘလောက်အသုံးပြုတယ်လေပုံမှာမူတည်ပြီးခွာရှားသွားတာပါ။မတုံးမဲထားတဲ့ဓာဟာကြားလေတုံးလေဖြစ်လာသလို အသုံးမပြုတဲ့ဦးနာဟာလေကြားလေတုံးလေဖြစ်သွားမှာပါပဲ။အောင်မြင်ကြီးပွားနေသူတွေဟာဦးနာကိုအရန်အသုံးပြုကြပါတယ်။တချိန်လုံးလုပ်ငန်းအောင်မြင်အောင်ဘာတွေလုပ်ရမလဲဆိုတာကြံစနေကြပါတယ်။စာရီဖက်ပြီး သူတို့ကိုယ်တိုင်တိုးတက်အောင် အမြဲတမ်းစာရယ်ဖတ်နေတတ်ပါတယ်အသည့်အဆန်းတွေကိုလစ်လာနေပါတယ်ဒါဟာအမြဲတမ်းတွေးနေလေထက်လေဆိုတာလိုပါပဲအရှုပ်အားဖြင့်ပြောရရင်အောင်မြင်သူတွေနဲ့မအောင်မြင်သူတွေရဲ့ဝါရှားချက်တစ်ခုကဘုန်းတော်ကဘလောက်သုံးတယ်လေဆိုတာဖြစ်တာမို့သင်အောင်မြင်ကြီးပွားရှင်လေဆိုရင်ဘုန်းတော်ဆွရင်မြင့်တက်လောင်းသင်အုံနောက်ကိုအမြဲတမ်းဂယုစိတ်ထင်းသိမ့်ပြီး အသုံးပြုနေဖို့များများစဉ်းစားနေဖို့လိုတယ်ဆိုတာကိုတတိထားစေရှင်ပါတယ်။အောင်မြင်မှုကိုတာယာနေရင်ကြာရှုံးမှာပါ။1968ခုနှစ်က တကယ့်ဖြစ်ရမှန်လဲတခုကို ပြောပြရှင်ပါတယ်။အဲ့ဒီအချိန်ကကမ္ဘာလက်ပတ်နာရီဈေးကွက်ကိုအောက်ဆိုးနေတာဗေနိုင်ငံကလေကမ္ဘာမှာအကောင်းဆုံးနာရီတွေထုတ်လုပ်နေတဲ့ဆွန်ဇာလန်နိုင်ငံပါ။အဲ့ဒီအချိန်ထိ အနည်း60အကြာကဗနာယီဇေကုတ်ကိုကြီးစွနေတာစွနာယီတွေပါအချိန်မှန်ပြီးအကြမ်းခံတဲ့နာယီဝေရှင်သူဟာ Rolex Omega စတဲ့ဈေးကြီးတဲ့စွနာယီကိုပဲဝယ်ကြပါတယ်စွနာယီထုတ်လုပ်သူတွေကလည်းသူတို့နာယီကိုပိုကောင်းအောင်ဒီဇိုင်းလှအောင်အမြင်ကြိုးစားနေကြပါတယ်နောက်ဆုံးရင်နဲ့သေးသည့်ဝတ်နိုင်တဲ့နာယီတွေကိုတီထွင်ခဲ့ကြပါတယ် ဆွနာယူတွေကိုဗင်နိုင်ငံကနိုင်မှမရှင်းနိုင်ခဲ့ပါဘူး1968ခုနှစ်မှာကမ္ဘာမှာ ရောင်းရတဲ့နိုင်အလုံးပေါင်းရဲ့65ရာခိုင်နှုန်းကဆွနာယူတွေဖြစ်ကြပါတယ်နိုင်ရောင်းရငွေပေါ်မှာအမြင့်ဟာလည်း80ရာခိုင်နှုန်းဖြစ်နေပါတယ်ဒါပေမဲ့1980ခုနှစ်မှာရောင်းရတဲ့နိုင်အလုံးပေါင်းဟာဆရာခိုင်နှုန်းထိ ကျဆင်းသွားပါတယ်နိုင်ရောင်းရငွေပေါ်မှာအမြင့်ဟာလည်း 20ရာခိုင်နှုန်းအောက်ကျဆင်းသွားပါတယ်။ဘာဖြစ်လို့လဲဆွနာရီတွေရဲ့ပြည်စည်းအရေးအသွေးကျသွားလို့လား။အရေးအသွေးမကျတဲ့အပြင်ပိုတော်ကောင်းလာပါသေးတယ်။ဒါဆိုဘာကြောင့်လဲ1969ခုနှစ်မှာဆွဇာလန်နိုင်ငံကသုတေသနအဖွဲ့ဟာ electronic quest နိုင်တမျိုးကိုတီထွင်လိုက်ကြပြီးဆွနာရီထုတ်လုပ်သူများကို ဖိတ်ခေါ်ပြသကြပါတယ်။ဘသူမှစိတ်မဝင်စားကြပါဘူး။ ဘေးရရင်ခွေးသွားစိတ်စပရင်စတဲ့စက်ပစ္စည်းအစိတ်ပိုင်းမပါပဲအီလက်ထရောနစ်ပစ္စည်းနဲ့ဘက်ထရီလေးပဲပါတဲ့နာယီကိုကလေးကစားစရာပစ္စည်းတစ်ခုလိုသဘောထားကြလို့ပါဘသူမှဝင်မှာမဟုတ်ဘူးလို့ထင်ကြီးပြကြပါတယ်နောက်တစ်နေ့ကျတော့ဆွေသူရဇနာအဖွဲကကမ္ဘာနာယီပြပွဲမှာအဲ့ဒီအီလက်ထရောနစ်ကွစ်နာယီကိုပြထားပါတယ်အဲ့ဒီမှာဂျပန်နိုင်ငံစီကိုကုမ္ပဏီကနာယီကိုတစ်ချက်ကြည့်လိုက်ပါတယ် နောက်ဘာဖြစ်သွားတယ်လဲအများသိကြပါတယ်စီကိုကုမ္ပဏီကစီကိုအီလက်ထရောနစ်နိုင်ရီတွေထုတ်လုပ်လိုက်ပါတယ်ဈေးသက်သာပြီးလှပတဲ့အီလက်ထရောနစ်နိုင်ရီတွေဟာအရင်ရောင်းရပါတယ်1960 68နှစ်မှာဂျပန်နိုင်ရီတွေဟာနိုင်ရီဈေးကွက်ရဲ့တင့်ရခိုင်နှုန်းပဲရှိနေခဲ့ရာ1980ခုနှစ်မှာစီကိုနိုင်ရီတစ်ခုတည်းတင်ကမ္ဘာနိုင်ရီဈေးကွက်ရဲ့33ရာခိုင်နှုန်းကိုပိုင်ဆိုးလာခဲ့ပါတယ် စွန်းစားလမ်းမှာနာယီတွေမရောရတော့လို့နာယီစက်ယုံတွေအများကြီးပိုက်ပစ်လိုက်ရပါတယ်အလုတ်သမားထောင်ပေါင်းများစွာလေအလုတ်ပြုတ်ကုန်ကြပါတယ်စွန်းစားလမ်းလိုနိုင်ငံသေးသေးလေးအတွက်ကဘာပြက်သလိုဖြစ်သွားပါတယ်နိုင်ငံစည်းဝါးရေးဟာအကြီးအကျယ်ထိခိုက်သွားခဲ့ပါတယ်ဒီအဖြစ်အပျက်ဟာစည်းဝါးရေးလုံနေသူတွေအတွက်သင်ခန်းစာယူစရာပါမိမိအောင်မြင်နေဆိုပြီးကျင်းနဲ့နှိမ့်တဲ့တာယာမနေပါနဲ့။တန်ဝန်းကျင်အခြေအနေကို မျက်ရှင်မပြတ်စောင့်ကြည့်လည်လာနေပြီးလိုအပ်ရင်လိုအပ်သလိုစီမံဆောင်ရွက်နေသင့်ပါတယ်အဖြူလားအမေလားကလေးဘဝမုံလာတန်းကြောင်းတက်စဉ်တုန်းကအဖြစ်ပြက်လေးတစ်ခုပါစာသင်ရှင်မှာကျွန်တော်နဲ့အနာကတငယ်ချင်းတရားဟာကိစ္စတစ်ခုအတွက်ငင်းခုန်ကြရင်တယောက်နဲ့တယောက်ထိုးကြိတ်မလို့ဖြစ်ကြလို့ဆရာမကဝင်ရောက်ပြန်ဖြေပေးရပါတယ် ဆရာမကဘာဖြစ်ကြတာလဲလို့မေးတော့ကျွန်တော်ကညင်းတဲ့ကိစ္စမှာကိုမန်နေသူမားတယ်လို့ပြောပြပါတယ်။သူကလည်းကျွန်တော်မားတယ်သူမန်တယ်လို့ပြန်ပြောပါတယ်။ဒီတော့ဆရာမကတရန်လုံးသိအောင်တရုတ်ပြဝဲလေးတစ်ခုလုပ်ပြပါတယ်။အဲ့ဒီတရုတ်ပြဝဲလေးဟာကျွန်တော်ဘဝရဲ့အဖို့တန်လှတဲ့သင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။ဆရာမက ကျွန်တော်ကိုသူ့စပွေးရဲ့တစ်ဖက်မှာမတက်ရက်ခိုင်းလိုက်ပါတယ်။ တငေချင်းကိုစပွဲရဲ့တခြားတစ်ဖက်မှာရက်ခိုင်းလိုက်ပါတယ်တဒန်းလုံးလေဆရာမဘာလို့မလဲဆိုတာကိုစိတ်ဝင်တစားနဲ့စောင့်ကြည့်နေကြပါတယ်ဆရာမကကတ်ထူပြားတစ်ခုကိုစပွဲပေါ်မှာထောင်းလင်းပြီးကျွန်တော်ကိုမေးပါတယ်ကတ်ထူပြားဟာဘာအောင်လေတဲ့ကျွန်တော်ကအဖြူရောင်လို့ဖြေလိုက်ပါတယ်ဆရာမကတစ်ဖက်ကတငေချင်းကိုအဲ့ဒီမေးခွန်းပဲပြန်မေးပါတယ်သူကအမေးရောင်လို့ဖြေလိုက်ပါတယ် ျွန်တော်ကထက်ကောင်အဖြူရောင်กว่าလို့អော်လိုက်ပါတယ်။သူကလည်းအမေးရောင်กว่าလို့ပြန်អော်ပါတယ်။ဆရာမကလက်ကပြပြီးတို့ကြဇန်လို့လှမ်းអော်လိုက်ပါတယ်။ပြီးတော့ဆရာမကကျွန်တော်တို့နှစ်ယောက်ရက်နေတဲ့နေရာချင်းလေးခိုင်းလိုက်ပါတယ်။ပြီးတော့ဆရာမကစိုးစိုးကမေးခွန်းကိုပဲပြန်မေးပါတယ်။အခုတော့ကျွန်တော်ကအမေးရောင်လို့ဖြစ်ပြီးငွေချင်းက ဖြူရောင်ဖြစ်သွားပါတယ် နေရချင်းလေးလိုက်တော့အဖြေလေးကွေးပြားရှားနာသွားပြီးဘာလို့လဲဆိုတော့ဆရာမထောင်ထားတဲ့ကပြားဟာတစ်ဖက်ကအဖြူရောင်နဲ့နောက်တစ်ဖက်မှာအမေးရောင်စစ်တုပ်ထားတာကိုဆရာမကတန်းလုံးကိုရှင်းပြပါတယ်။နောင်ကိုတယောက်နဲ့တယောက်အမြင်သဘောထားမတူကြလို့အငင်းအခုံဖြစ်ကြရင်တယောက်နဲ့တယောက်နေရချင်းလေးပြီးမှဆက်ညင်းကြပါတဲ့။အဲ့ဒီတော့ကတော့ ကလေးအွေမို့နေရာချင်းလေ့ကျဖို့ဆိုတာပဲနားလည်ခဲ့တယ်။တကယ်တော့အဲ့ဒီရိုးရှင်းတဲ့ဥပမာလေးဟာဘဝမှာအင်မတန်တန်ဖိုးရှိတဲ့သင်ခန်းစာတစ်ခုဆိုတာကိုအသက်အရွယ်ကြီးလာမှသဘောပေါက်မြင်ပါတော့တယ်။အဲ့ဒါဟာနေရာတကာမှာသုံးနိုင်တဲ့အမှန်တရားတစ်ခုပါ။မိဘနဲ့တာသမီကြားဆရာနဲ့တပည့်ကြားအလौရှင်နဲ့အလौသမားကြားသမီးရီစာလင်မယားအပေါင်းအသင်းအရှင်းရှင်းကြားတွင်မှာ အငင်းပွားနေရင် နေရာရှင်လေ့ကျင့်လိုက်ပါ ခုံနေရာပြောင်းထိုင်ဖို့ပြောတာမဟုတ်ပါဘူးအခြားတစ်ဖက်လူရဲ့ရင်တွင်ခံစားချက်ကို နားလည်အောင် ကြိုးစားဖို့ပါတစ်ဖက်သားရဲ့ခံစားချက်ကို နားလည်သွားရင် တခါတလေမိမိမှန်နေဆိုတဲ့အမြင်ဟာမှားနေမှန်သိလာတတ်ပါတယ်အဲ့ဒါဆိုရင်ညှိနှိုင်းအပြေရှာဖို့လွယ်ကူသွားပါပြီအဆုံးထိနားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ် တော်ရရှင်များအားလုံးကိုစိတ်နှပြကျမ်းမာရှမ်းသာကြပါစေ။